ချစ်ကကျွန်တော်ပြောသလိုနူးညံ့ခြင်းပေါ့လူတိုင်းအချစ်နဲ့တွေ့ရင်နူးညံ့သွားတယ်တိမ်မွေ့သွားတယ်အချစ်ကြောင့်တွေးလိုက်ရင်ပြုံးမိတာတယ်ဟုတ်လက်ရှိကားရဲမှုကတော့မမပါတော့ကိုသဘောကြတဲ့လူကို crush တဲ့သူနဲ့တွေ့ရင်တော့ဒါလူတိုင်းတော့ရှက်ပါတယ်အချစ်တွေအကုန်အမ်းပါ6ကြိမ်လောက်ရှိမယ်ဒါပေမဲ့ तू ကလည်းကျွန်တော်ကို5 9ကြိမ်ရိုက်ခဲ့တယ်နဖူးနဖူးလေးနန်းရခြင်းอ่ะ အရင်မြန်နိုးတယ်ဆိုတော့ခန်းစားချက်ကိုကိုကိုတိုင်းရတယ်မင်္ဂလာပါအဲဒီနေ့ကတော့ လောလောဆယ်တော့ကြောက်ထက်စော်ပါတော့အောင်မီကတော့လွန်ခဲ့တဲ့9နှစ်ကကောင်းလေအခုရုံပေါ်မှာပြောင်းမယ်ကောင်းလေပေါ့အဲ့တော့ဘာလုပ်လဲမမဟွန်းတပ်ပုံဘိုးတွေဝစ်စားဖို့တွေဒီကက်နေရှင်လေဒါအောက်နေမနေလုတ်ပေးထားတာနော်ကြည့်ရအောင်မီကတော့တော်တော်အစိတ်တက်သွားတယ်ရိုက်တုံးကလည်းအာတော်တော်အစိတ်တက်တယ်ပေါ့နော်ရန်လမိုင်းကတ်ခဲ့ရတဲ့အောင်မီကာရိုက်တာလေးပေါ့อืมလက်ရှိ garden move ကတော့မမတော်ဆိုဒီ အစိတ်ကို၃လေးကလောက်ကြည်နေတော့နိုင်ရင်ပဲအစိတ်ပိုင်းတိုင်းကြိုက်တယ်။နှစ်ဖူးဘာလို့လဲဆိုတော့အာနှစ်ဖူးလေးနန်းရခြင်းကအရန်မြန်နိုးတယ်ဆိုတော့တတ်မိုးထားတယ်ဆိုတော့ခံခံစားချက်ကိုကိုကိုယ်တိုင်းရတယ်။ Why that was scale? Why? Why? Why ရင်ကြိုက်တယ်။ဘာလို့လဲဆိုတော့ Why ရဲ့ရှင်မှုခြင်းတွေကတခြားຢာရင်လည်းမတူဘူး။အဲအတိတ်ပဲဖွင့်ဆိုရင်တော့အများကြီးရှိရပါတော့။ဒါပေမဲ့ကိုက why နဲ့ပတ်သက်ပြီးတော့အများကြီးတော့ အာမသိဘူးဒါပေမဲ့ဝိုင်းတောက်ရတဲ့ feeling တောက်တဲ့အချိန်မှာဖြစ်တဲ့ feeling ကိုတိတ်ကြိုက်တယ်။အာအစိတ်ကတော့ဝိုင်းနဲ့ပတ်သက်တဲ့အမှတ်တရဆိုရင်တော့အာဇက်ကားထဲမှာလည်းဝိုင်းတောက်တယ်။အဲရိုက်ရိုက်မရိုက်ခင်လည်းလိုဝိုင်းနေပါတောက်ဖြစ်တယ်။မူဝင်အောင်ပေါ့နော်။အဲ့ဒါကြီးကအမှတ်တရပဲ။နောက်ဝိုင်းတောက်ပြီးမှောက်သွားတဲ့အဲရက်မျိုးကြီးလည်းရှိခဲ့ဘူးလေ။အစိတ်ထဲမှာတော့မဟုတ်ဘူးအပြင်မှာပေါ့နော်။ကျွန်တော်ကျတော့အဲ့လိုဟွန်း ပေါ့ဘယ်လိုပြောမလဲ silence ဖြစ်တဲ့နေရာပေါ့အဲရင်ထဲမှာရှိတဲ့အကြောင်းအရာတွေကိုဖွင့်ပြောနေတာဖြစ်တဲ့အတွက်အဲ့လိုစုညံနေတဲ့နေရာမျိုးတော့တိတ်မကြိုက်ဘူးတကယ်ချင်းနေနေဆိုရင်တော့ဘလောက်စုညံစုညံတောင်းညံကြတာပေါ့နော်ဒိတ်မယ်ဆိုရင်တော့ကျွန်တော်ကအေးဆေးဆေးလေးနဲ့ခြေလို့ကောင်းမဲ့နေရာလို့ကြိုက်တယ်မိန်းကလေးတွေရှက်တဲ့နေရာမှာပါတာပေါ့ဒါတော့အဲမော့အဲကိုယ်သဘောကျတဲ့လူကို crush တဲ့သူနဲ့တွေ့ရင်တော့ဒါလူတိုင်းတော့ရှက်ပါတယ်အမ်းမဲ့ဆိုရင်တော့ဘလောက်ထိအမ်းလိုက်အချစ်တွေအကုန်အမ်းပါ coffee coffee ကတော့အာတနေ့တာမှာ caffeine တက်မပါလို့မရတဲ့လောက်ပေါ့နော်ဆိုတော့အဲ့ဒါတော့ဆွဲလန်းမှုပြဿနာပေါ့အဓိကယုံတင်ရိုက်ရဖို့လဲမျောလင်းခဲ့ဘူးတယ်ပေါ့နော်အခုယုံတင်တော့မယ်ဆိုတော့လေဟိုအရန်ရင်ခုန်တယ်ပြီးတော့အဲဆက်ဆဆချင်းအခုဒီနှစ်ပိုင်းမှာရိုက်တဲ့ရုပ်ရှင်ကားကြီးတွေရှိနေတဲ့အတွက် အာအရင်တော့လွန်ခဲ့တဲ့9နှစ်ကကိုယ့်အတွက်တော့ perfect ဖြစ်ပါမလားဆိုတဲ့ခံစားချက်ရှိတယ်။ဒါပေမဲ့အခုတော့ပြန်ကြည့်တဲ့အခါမှာဘေးကဝိုင်းရင်းတရုပ်ဆောင်နေအာချစ်တဲ့လူတွေအကုန်လုံးကလောလောဆယ်တော့ချစ်တဲ့စိတ်နဲ့ appreciate လုပ်ကြရပါဘောနော်။ဒါပေမဲ့ကျွန်တော်ကပရိသတ်ရဲ့ feedback ကိုတကယ်လိုချင်တယ်။တကယ်ကျွန်တော်ကားရန်ရိုက်တဲ့အခါမှာကျွန်တော်ဒီဇက်ကောင်ဖြစ်ရလားဆိုခံစားချက်ပဲရှိတယ်။လှရလားမလှရလားကျွန်တော်မသိဘူးဘောနော်။အဲ့တော့အောင်မြင်ဖြစ်ရလားပဲကျွန်တော်အရန်သိချင်တယ်။အောင်မြင်ရဲ့ချင်တဲ့ဒေါက်တာဆိုချင်တယ် မတူအောင်မြဲအချက်ကအစိတ်ပါတယ်ကျော်ထက်ဆိုတာတန်ရှင်းတယ်အချက်ကကျွန်တော်တို့နူးညံ့ခြင်းပဲအချက်နဲ့တွေ့ရင်ကျွန်တော်နူးညံ့တိမ်မွေ့သွားတတ်တယ်လူတယောက်ကျွန်တော်ကအဲ့လိုဒီလိုပါပဲတခါကြီးကြရင်ညိုတာကြိုက်တယ်ခါကြီးကြရင်ဖြူတာကြိုက်တယ်တတ်တမတ်ထဲတတ်မှတ်ထားတာမရှိဘူးအကွဲဘူးတာဗောကွဲဘူးတာဗောမမမီရော ကိုကကွဲလိုက်ကိုကခွဲလိုက်ပါပဲပါတော့ကိုသဘောကျတဲ့လူကို crush တဲ့သူနဲ့တွေ့ရင်တော့ဒါလူတိုင်းတော့ရှက်ပါတယ်အမ်းမယ်ဆိုရင်တော့ဘယ်လောက်ထိအမ်းလိုက်အချစ်တွေအကုန်အမ်းပါတူအောင်မြင်အချက်ကအစိတ်ပါတယ်ကျော်ထက်ဆိုတာတန်ရှင်းတယ်ချောက်ကျင်းတော့ရှိမယ်ဒါပေမဲ့ तू ကလည်းကျွန်တော်ပေါင်း9ချင်းရိုက်ခဲ့တယ်ဒါအမှတ်တရပါဇလန်းနဲ့မှပြောတာပါ အဲ့ရဲစစ်တင်ရတာအတင်ရတာဗောဘာဖြစ်လဲဆိုတော့အမားတို့ကဝိုင်းတရုတ်ဆောင်နေဖြစ်တယ်ဆိုတော့အဲ့လွန်ခဲ့တဲ့9နှစ်ဆိုတဲ့အတိုင်းတာမှာ9နှစ်ကိုနောက်ပြန်ဆုံးလာရင် ကိုဒီ HP က9နှစ်မရှိတဲ့ကောင်လေးတယောက်ဗောနော်ဆိုတော့အရင် excited ဖြစ်တယ်ရိုက်တဲ့အခါတွေမှာအခုနောက်ပိုင်းကျတော့နည်းနည်းလေးဒီ9နှစ်လက်ပတ်မှုများလာတဲ့အခါမှာပို့ပြီးတော့အာထိတွေ့တာများလာတော့ကိုယ့်အတွက်အဆင်ပြေလာတယ်ဗောနော်ဟုတ်စိတ်ကားလည်းပါတယ်ဒါ share လို့လည်း ်ဟုတ်အစင်းရဲ့အမှတ်တရလေးပြောပြအဲ့စင်းလေးရဲ့အမှတ်တရတော့အာဦးမင်းကအဲ့လိုမင်းဒီစင်းမှဒီလိုဒီလိုရိုက်ရမယ်ပြောတော့အဲယောက်ျားလေးတွေရဲ့တဘာဝပေါ့အဲ့လိုမျိုးလေးရိုက်မယ်ဆိုရင်မိုက်စားဖြစ်ကျင်တာပေါ့ဒါမဲ့ကို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 ရန်ကလည်း preparation တိတ်လောက်ထားတာမဟုတ်တော့မဟုတ်ဘူးဆိုတာကဒီဒီဇက်ဝင်ခန့်အတွက်ပေါ့နော်ဆိုတော့အဲ့မှာမှတ်တရတော့တိုက်တည်ပြေးထိုးတာတပရိတ်60လောက်ရခဲ့ဘူးတော့မှတ်တရ ဆက်ထိုးပြီးတော့အဲရိုက်ခဲ့တာပေါ့ရဲစီးတင်လိုက်တာမျက်နှာကြီးရဲသွားပြီးတော့ရှက်သွားတယ်ဆိုလို့ပေါ့မမရောက်လာအချိန်ရှက်သွားပေါ့ပေါ့ဆက်မှာခင်ဗျားတို့ကျွန်တော်မချက်နိုင်ပါဘူးလက်မထပ်နိုင်ပါဘူးလို့ဘယ်နဲ့ခါပြောရမလဲကျွန်တော်တို့တီဗီဖန်သားမြေမှာမမြင်တာအာနှစ်နှစ်လောက်ရှိပြီပေါ့နော်ဆက်တော့ဒီအစိတ်ကရိုက်တာလေးနဲ့အာခုပရိသတ်တွေပြန်အောင်ပြီးမယ်ဆိုတော့အရန်ပြောပါတယ်ကျွန်တော်လည်းအာရှေ့ဆက်မဲ့နေ့ရက်တိုင်းတော့ခွန်အားတစ်ခုဖြစ်တာပေါ့နော်ဆေးစုမြိုင်တင်ပါတယ် โอเคအဆိုရင်ကျွန်တော်ပွဲလေးတွားလိုက်တော့ဒါ